係，我係大地震啊！啲樹有幾硬喎？係咪啲樹喎？係啊，變咗嘛？堅固多少錢？幾硬？ Hello အားလုံးပဲမင်္ဂလာပါမြန်မာနာမည်ကတော့ Wishy ဖူပွင့်ဖြစ်ပါတယ်33ရင်းမြောက်စီးကိန်းမှာမြန်မာနိုင်ငံကိုစားပြုဖြစ်တွားရောက်ရှင်ပြိုင်နိုင်မဲ့ကစားသမားတွေကိုရွေးချယ်ပေးမယ် National Esports Championship ပြိုင်ပွဲစတင်တော့မှာပဲဖြစ်ပါတယ် National Esports Championship ပြိုင်ပွဲကို Main Partner အနေနဲ့ Lipo Vitality အားဖြင့်ချုပ်ရေး Co Partner အနေနဲ့ကတော့ KBZ ပေးတော့ကနေပတ်မှုကူညီထားတာပဲဖြစ်ပါတယ်ဒီနှစ်မှာ33ရင်းမြောက်စီးကိန်းကိုတိုင်းနိုင်ငံမှာကျင်းပပြုလုပ်တော့မှာပဲဖြစ်ပါတယ်33ရင်းမြောက်စီးကိန်းမှာဘယ်အသင်းကိုမြန်မာနိုင်ငံကိုစားပြုဖြစ်တွားရောက်ရှင်နိုင်စေချင်လဲပြည်သက်တည်းရင်မထက်အသင်းအောင်ဘယ်အသင်းဖြစ်မလဲဆိုတော့ ီနေ့မှ live view မြင်းမြတ်ကြီးမှာဖြစ်ပါတယ်။ဗိုလ်တင်ပေးခဲ့ကြတဲ့ပြည်သက်တူတယောက်စီစီတိုင်းအောင်လေလီပိုဂျီတန်ဒီအပြည့်ချိုရင်းနဲ့တူ KB ဆက်ပင်နှုတ်ပတ်တအုပ်စီမြစ်တာလက်ဆောင်တွေနဲ့ပြန်ပြီးပေးသွားမှာဖြစ်ပါတယ်။ကဲအဲ့ဒါဆိုလို့ရှိရင်တော့အခုနဲ့တူ live view မြင်းကြီးကြရအောင်။ဟောလေးမင်္ဂလာပါ။မင်္ဂလာပါ။ဆက်မင်္ဂလာပါ။မင်္ဂလာပါ။ဟုတ်ကဲ့ဟိုလေဂိမ်းနေဆော့ပြလားဆော့ပြတယ်ဆော့ပြတယ်အာဆော့ပြပါဟုတ်ဆော့ပြပါဟုတ်တယ်ဒါဂိမ်းနေဆော့ပြမိုဘိုင်းလေဂျန်အာမိုဘိုင်းလေဂျန်တော့ဘတ်အာမိုဘိုင်းလေဂျန်ကိုပဲဆော့ပါအခုကမိုဘိုင်းလေဂျန်ဆော့ရဲဆိုမြန်မာနိုင်ငံမှာ top ဖြစ်နေတဲ့အသင်းတွေတော့တိမှာပါ တည်ပါအဲ့လောက်ကြီးအကုန်လုံးနှီးပါတော့မတည်ဘူးဟုတ်တည်တယ်နည်းနည်းပဲပါတည်ပါဟုတ်တည်ပါဟုတ်အဲ့တင်နေတာကိုဘယ်တင်းအားပေးလဲအ AI ကဒစ်စီအားပေးပါ AI ကအဲမိုက်ဒစ်စီ AI ကိုအားပေးပြပါ e-sport ပြိုင်ပွဲရောကြီးပြစ်လားကြီးပြစ်ကြီးပြစ်တယ်ကြီးပြစ်တော်တော်များများတော့ကြီးပြစ်တာဟုတ်ကြီးပြစ်ပါဟုတ်ကြီးပြစ်ခင်ဗျ ဒီနှစ်က33ရည်မြောက်စီးကင်းကိုကျင်းပမယ့်နှစ်ပေါ့နော်အဲ့တော့အကိုအနေနဲ့ဘယ်အသင်းကိုမြန်မာနိုင်ငံကိုစားပြုအနေနဲ့တွားရောက်ရှင်မယ်ဆိုတဲ့နဲ့ဆိုတာလေဗိုလ်ဒီနေ့ချက်လောက်ပြေးပါအောင်နော်ကျွန်တော်အပရဲ့ AI ကိုလည်းသွားသိကြမှာဒီချောင်းမတ်တစီဘောဟုတ်ကဲ့မတ်တစီဘော AI ကိုဟော AI ကြီးကိုသွားစင်အာ AI ကိုခု loss ရတော့ minus minus zero ရဲ့ပေးခြင်းပါဆိုတော့ AI e-sport အဲ့လောက်ထိနိုင်ငံတကာပွဲတွေကိုပြိုင်လေးမရှိတော့အစည်းအကိန်းပြိုင်ပွဲ minus zero ပဲသွားစေခြင်းပါ ိုတင်ပေးပေးအတွက်ကျေးဇူးတင်ပါတယ်ဒါတော့ကိုတော်မြတ်ကလည်းဆောင်းပါဆောင်းပါဒီလိုပါကျေးဇူးတင်ပါတယ်ကို National Esports Championship ပြိုင်ပွဲကြီးရဲ့ Group Stage ပွဲစဉ်တွေကိုဇူလိုင်လ9ရက်နေ့မှာစတင်ကျင်းပပြုလုပ်မှာဖြစ်ပြီးတော့ Main Events ကို August 23နဲ့24ရက်နေ့မှာစတင်ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ National Esports Championship ပြိုင်ပွဲကြီးကို Main Partner အနေနဲ့ Lipo Vidani အဖြစ်ချုပ်ရေး Co-Partner အနေနဲ့ KVZ Pro ကနေပတ်မှုကူညီထားတာပဲဖြစ်ပါတယ်။ National Esports Championship MES Myanmar Esports League Facebook Page နဲ့ YouTube Channel တွေမှာပွဲစဉ်တွေကို Direct Live ထုတ်လွှင့်သွားမှာဖြစ်တဲ့အတွက်စောင့်ကြည့်အားပေးကြဖို့မမေ့ကြနဲ့နော်။